မင်္ဂလာပါရန်ကုန်ရန်ကုန် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရှေးခေတ်ကရင်သွားလာမှုစနစ် ထိန်းချုပ်ဖို့အတွက်ရန်ကုန်မြို့နယ်မှာရှိခဲ့တဲ့ကြောက်ထီးကလေးများအကြောင်းနဲ့ရန်ကုန်မြို့မှာစတင်အခြေစိုက်ပြီးတော့ဖြစ်ပေါ်လာခဲ့တဲ့မြမဘောလုံးအားကစားအကြောင်းတို့ကိုပြောပြပေးသွားပါမယ် 20ရာစုစောပိုင်းကိုလိုနီခေတ်ကရန်ကုန်မြို့တွင်သွားလာနေတဲ့လူနေရင်တွေရဲ့ဓာတ်ပုံဓမ္မမဟုတ်ဗီဒီယိုအဟောင်းလေးတွေကို ကြည့်ရတဲ့အခါမှာသီးပုံတရံအဆောက်အဦလေးရဲ့အောက်မှာရင်တွေကို ထိန်းချောင်းနေတဲ့လူတအူးကို တွေ့ရမှာပါမြန်မာလူတော့ကြောက်သီးလိုပဲလွယ်လွယ်ကူကူခေါ်တယ်နေတံမိုးတံကာွယ်ဖို့ရင်တင်းရဲ့အတွက်စောက်ပေးထားတဲ့သီးအမိုးပါ အောက်ခြေမှာလူတယောက်တက်တောင်းတက်တာရက်ဖို့အုတ်ခုံအမြင်ကလေးလှုပ်ထားပြီးတန်တိုင်းတည်သားတိုင်းတွေနဲ့ဆက်ခါကွန်ကရစ်နဲ့အုံမိုးထားတဲ့အထီးပုံစံအဆောက်အုံငယ်လေးများပါပဲ။ရင်ထင်းရဲကအုတ်ခုံပေါ်ကြောက်ထီးလေးအောက်မှာမတ်တရက်အနေထားနဲ့ရင်သွားရင်လာကိုထိမ့်သိမ့်ပေးရပါတယ်။အထူးသဖြင့်စူးလီစီတီတော်နဲ့မြို့တော်ခမ်းမကြားလမ်းဆောင်လိုမျိုးရင်ကျောအချက်ချကြတဲ့နေရာများမှာတွေ့ရတတ်တယ်။ အဲဒီခေတ်ကအလိုလျောက်မီးပွားစနစ်ရန်ကုန်မှာမရှိသေးဘူး။ဒါကြောင့်ရင်ထင်းရဲတအူးဟာလမ်းစုံလမ်းခွာရဲ့ရင်ကျောစီးသင်းမှုကိုမျက်မြင်နဲ့အကဲဖြတ်ပြီးကြောက်ထီးစင်မြင့်ပေါ်ကနေလူကိုယ်တိုင်အဆက်မပြတ်ရင်များကိုထိမ့်ချုပ်ပေးရတာဖြစ်ပါတယ်။အခြေခံအားဖြင့်တော့လက်ဖြင့်အချက်ပြတဲ့စနစ်ကိုသုံးတယ်လို့ဆိုပါရတယ်။လက်မောင်းများကိုဖြန့်တန်းခြင်း ဝိညွတ်ချင်းသို့မဟုတ်လက်ဝါးနဲ့ရင်များကိုရက်ရံဆက်သွားရန်ဓာတ်ရိုက်အချက်ပြခဲ့ပါတယ်။ညနေဆောင်နဲ့ညအချိန်တွေမှာတော့လက်ဖြင့်အချက်ပြမှုဘူမိုရှင်းလင်းထင်ရှားမြင်သာစေရန်အတွက်အဖြူရောင်လက်အိမ်များကိုဝတ်ဆင်လေးရှိတယ်။အတန်နဲ့ရင်မောင်းသူများရဲ့အာယုံကိုဖမ်းယူဖို့အတွက်ကိုတော့ VC ကိုပဲအသုံးပြုပါတယ်။ ရတန်ခိုင်းထားတဲ့ရင်ကျောကိုစတင်ထွက်ခွာဖို့အမိန်ပေးခြင်းရင်မောင်းသူတူအူအချက်ပြမှုကိုနာခံခြင်းမရှိတဲ့အခါတတိပေးခြင်းဒါမှမဟုတ်အရေးပေါ်အခြေအနေတစ်ခုကိုအတိပေးခြင်းဒီလိုအခါမျိုးတွေမှာတော့ဝီစီမုတ်အချက်ပြလေးရှိပါတယ်။လက်အမူအရာနဲ့ဝီစီတန်အပြင်ပုံမအရေးပါတဲ့လမ်းစုံလမ်းခွများမှာတော့စိုင်းပုတ်များကိုပါထပ်ဆောင်အသုံးပြုခဲ့ကြတယ်။ လက်ကင်ဆိုင်ဖို့ပုံစံမျိုးဖြစ်ပြီးတော့ရင်ကျောအလုံးရှုပ်ထွေးနေခြင်းဒါမှမဟုတ်မြို့ပြအစီမံခန့်ခွဲမှုတစ်ခုခုပြုလုပ်နေခြင်းမှာရဲရန် stop ဆိုတဲ့စလုံးကိုကြီးမားထင်ရှားစွာရေးထိုးထားတဲ့လက်ကင်ဆိုင်ဖို့ကိုကန်ဆောင်ထားတတ်ပါတယ်။ stop ရဲ့စန့်ကျင်ဘက်အနေနဲ့ go သို့မဟုတ် proceed သွားလို့ရေးထားတဲ့ဆိုင်ဖို့တွေကိုလည်းတခါတရံအသုံးပြုပါတယ်။အဓိကရည်ရွယ်ချက်ကတော့သူတို့ရဲ့လက်မောင်းလှူရှားမှုတွေကိုမမြင်နိုင်တော့တဲ့အကွာအဝေးများ ဒါမှမဟုတ်အလွန်ရေးကြီးတဲ့အချိန်ခါများမှာဆိုင်းပုတ်ပါစာသားကိုအာကိုပြီးရင်ထိန်ချုပ်မှုစည်းကမ်းကိုထိရောက်စေရန်ဖြစ်ပါတယ်။မြမပထမဆုံးဘောလုံးကစားနည်းပေါ်ပေါက်လာပုံကတော့1880ပြည့်လွန်နှစ်များနောက်ပိုင်းဗြိတိရှ်ကိုလိုနီခေတ်နဲ့ဆက်ဆက်နေပါတယ်။ကိုလိုနီခေတ် ဗြိတိရှအရာရှိများနဲ့စစ်သားများကရန်ကုန်မြို့မှာရှိတဲ့၎င်းတို့အခြေစိုက်သည့်နေရာများမှာဘောလုံးကစားကြခြင်းတီကပင်လျင်မြမဘောလုံးတမိုင်းဤအစမတ်များဖြစ်ခဲ့တယ်။ထို့ချိန်ဘောလုံးကစားရာမှာအင်္ဂလိပ်ရေတပ်သားများစစ်သားများနဲ့ကိုလိုနီအစိုးရဝန်ထမ်းများသာအ धिक ထားကစားခဲ့ကြတယ်။အပျော်တမ်းပြိုင်ပွဲများအချင်းချင်းချစ်ကြည်ရေးပွဲများကိုကျင်းပကြတယ်။ မြန်မာတိုင်းသားများပါဝင်မှုမှာနောက်ပိုင်းမှာတဖြည်းဖြည်းပိုများလာပါတယ်။အထူးသဖြင့်ဘောလုံးကစားနည်းဟာမြန်မာလူမျိုးများစီတို့ပညာရေးမှတဆင်ပြန့်နှံ့ခြင်းဟု ဆိုရပေမည်။ရန်ကုန်ရှိကောလိပ်များနဲ့ခရစ်ယာန်သာသနာပြုကျောင်းများတို့တွင်ဘောလုံးအားကစားကိုကျောင်းသင်ယူ၏တစိ့တစ်ပိုင်းအဖြစ်ထည့်သွင်းသင်ကြားပေးခဲ့ရာမှာလူငယ်များအကြားပုံမှန်ပြန့်နှံ့လာတယ်။ မြန်မာလူမျိုးများအနေဖြင့်ရှိပီးသားချင်းလုံးကစားနည်းဤသဘောတရားနှင့်အနှဲငယ်ဆင်တူတဲ့အတွက်မောလုံးကစားနည်းကိုနှိမ်ညံစွာနှစ်သက်သဘောကျခဲ့ကြတယ်မြမဘောလုံးကစားနည်းကို စတင်မိတ်ဆက်ပေးခဲ့သူကတော့ဗြိတိရှ်ကိုလိုနီအုပ်ချုပ်ရေးမှူးလည်းဖြစ်မြမလူနေမှုဘဝနဲ့ဒလိထုံနှံများကို ရွှေရိုးအမည်နဲ့ရေးသားခဲ့တဲ့စာရေးဆရာလည်းဖြစ်သည့် James Joscott ဆိုသူ ဖြစ်ပါတယ်။ ထိုအချိန်က James Joscott သည်စင်ဂျွန်ကောလိပ်ယခုရန်ကုန်မြို့လမ်းမတော်မြို့နယ်ကအခြေခံပညာအထက်တန်းကျောင်းအမတ်1လမ်းမတော်ဤကျောင်းအုပ်ဆရာကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်သူတာဝန်ထမ်းဆောင်နေစဉ်1896ခုနှစ်မှာပထမဆုံးသောဘောလုံးပွဲစဉ်ကိုစတင်စီစဉ်ခဲ့ကြောင်းမှတ်တမ်းများကဆိုပါတယ်။ကျောင်းဝန်းရှိမြေကွက်လတ်တွင်ပင်ကစားခဲ့ခြင်းဖြစ်ပြီး ထိုကွင်းသည်ယနေ့တိုင်တည်ရှိနေသေးဟု သိရတယ်။ ဒါကြောင့်စိန်ကျွန်းကောလိပ်ဟာမြမဘောလုံးသမိုင်းမှာအရေးပါတဲ့နေရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။ဒါအပြင် သူကပဲဗြိတိရှ်လူမျိုးများနဲ့မြမလူမျိုးများအကြားပထမဆုံးစနစ်တကျကစားတဲ့ဘောလုံးပွဲစဉ်ကို1888ခုနှစ်မှာစီစဉ်ကျင်းပခဲ့တယ်။ရန်ကုန်လမ်းမတော်မြို့နယ်တွင်ပင်ကျင်းပပြီးရန်ကုန်ဘောလုံးအသင်း Rangoon Football Club နဲ့ဗြိတိရှ်စစ်တပ်အသင်း British military team တို့ရှင်ပြိုင်ခဲ့ခြင်းမှာရင်းပွဲဒီပင်လျင်မြမပထမဆုံးသောဘောလုံးပြိုင်ပွဲအဖြစ်မှတ်တမ်းဝင်ခဲ့တယ်။ထိုမှဆ၍မြမလူမျိုးများ OC သည် club အသင်းငယ်များစတင် ပေါ်ပေါက်လာပြီးဥရောပတိုက်သားများ၏ club အသင်းများနှင့်ချစ်ကြည်ရေးပွဲများရှင်ပြိုင်ကစားခြင်းဖြင့်အတွေ့အကြုံများရယူခဲ့ကြတယ်။1908ခုနှစ်မှာမြမလက်ရေးစွင့်အသင်းသည် ထိုခေတ်ကအလွန်ဩဇာကြီးမားသောအိန္ဒိယစီမက်ခလာ Indian Football Association Shield ပြိုင်ပွဲတွင် ပါဝင်ရှင်ပြိုင်ခဲ့ပြီးဖလားကိုစုခူးနိုင်ခဲ့တယ်။ဤအောင်မြင်မှုသည်မြမဘောလုံးအားကစားကို နိုင်ငံတကာတွင်သိသာ ထင်ရှားစေခဲ့သော ပထမဆုံးအဓိကခြေလှမ်းဖြစ်ခဲ့ပါသည်။ဤတို့ဖြင့်ဘောလုံးအားကစားသည် ကိုလိုနီခေတ်အားကစားတစ်ခုအဖြစ်စတင်ခဲ့ရာမှမြမလူမျိုးများ အသေးစွဲအားကစားတစ်ခုအဖြစ် ခိုင်မာစွာအမြင့်တွေသွားခဲ့ပါတော့တယ်